တကယ်စလို့ကျမနာမည်အမေရိကန်ပါပြီးတော့ကျမဖန်ဆီဗီးနီးယားမှာနေရပေါ့ကျမကျမကိုတိတ်ကိုချစ်ပေးရဲ့ single mother တယောက်ကပြုစုပြုထောင်လာပေါ့ကျမငယ်တုန်းကဆိုရင်အမေကတကယ်အလုပ်ကိုတော်တော်လေးကိုကြိုးစားခဲ့ရကျမအစားကောင်းစားဖို့လေဒါပေမဲ့အမေကလူလနဲ့ရှုံးပိတတ်တဲ့လူမျိုးမှမဟုတ်တာအမေတကုံကြိုးစားခဲ့ပြီးရဲ့နောက်ဆုံးမှာတော့အမေကမိသက်သမားတယောက်ဖြစ်လာခဲ့ကျမအမေအတွက်အရန်ကိုဂုဏ်ယူရပါပဲ ဒါပေမဲ့ကျမအကြီးပြင်းလာတော့မိသားစုအကြီးကြီးတွေကိုမြင်ရတော့ကျမမှာဘာဖြစ်လို့ဥလေးတွေဒေါ်လေးတွေအဖိုးအဖွားတွေနဲ့ဝမ်ခွဲတွေဆိုတာဘာလို့မရှိရလဲကျမမသိခဲ့ရဘူးကျမအမေကိုမိလိုက်တိုင်းအမေကအမေမှာညီမတယောက်ရှိခဲ့ပူပါတယ်ဒါပေမဲ့နောက်တော့သူကမတ်ချိုခီးထွက်သွားလေအမေကတော့သူအဲ့မှာတတက်လုံးနေသွားတယ်ထင်တာပဲကျမအစကတော့အမေပြောတာကိုယုံမှသိရဲ့နောက်တော့အမေကကျမကိုလာဆနေမှန်းကျမသိလိုက်ရတယ် ဒါပေမဲ့ကျမမိသားစုတစ်ခုရှိဖို့တော့အခုဒီဆူတောင်းမိနေတော့မယ်ဒါပေမဲ့အမေကကျမတို့နှစ်ယောက်ထဲနေလုံလောက်အောင်ဘသူ့ကိုမှမလိုတော့အောင်လှုပ်ပေးထားပါတယ်သူကဈေးဝယ်ထွက်ရင်လည်းလေကျမနဲ့အတူတူကြောင်တောင်တွေလိုက်ကားချင်လဲကတာပဲကျမနဲ့လက်ဖက်ရည်ပွဲလှုပ်ပေးဆိုလဲလှုပ်ပေးရပဲပြီးတော့အမေကကျမမိတ်ကက်ပြင်ပေးတာတွေကိုလည်းလက်ခံတာပဲဘာလို့လဲဆိုတော့အမေကလုံအောင်ပျော်စရာကြီးမလို့လေကျမကလည်းအဲ့လိုပါပဲ ကျွန်မကတော့ကန်တင်းမှာတရှင်းခွင့်ရှင်ဖွင့်တတ်တယ်အစုအဝေးမှာလည်းကချင်ကြတာပဲပြီးတော့ကျောင်းရှင်မီတော့ဘာဖြစ်လဲပြီးတော့အတန်းကလည်းစမမစတည်ရာဒီတော့ကျွန်မလည်းအိတ်ကက်ထဲမှာပါတီတွေမှာဖွင့်တဲ့ဟွန်းလေးကိုထုတ်ပြီးတော့ကြိမ်မုတ်လိုက်တယ်ဘဒူမုတ်တာလဲမသိပါဘူးဆရာမဘဒူမဖြစ်မှာမန်းကျွန်မသိရယ်ဘာလို့လဲဆိုတော့တန်းလုံးကဒီပြင်းစရာကောင်းတဲ့အတန်းကိုပြီးစီရင်နေကြပြီ ဒါပေမဲ့ကျမရည်ရင်စိတ်ကိုထိမ့်မြောက်ဘူးနောက်တော့ဆရာမခရမုတ်တဲ့သူကကျမမန်တိသွားတယ်အဲ့ဒါနဲ့ဆရာမကျမချက်ချင်းပဲပြစ်ပေးတော့တယ်ကျမပြစ်ပေးခံရတော့ဒါပထမဆုံးမဟုတ်ပါဘူးဒါပေမဲ့အကြောင်းမှာမာနအကြီးဆုံးနဲ့အလန်းဆုံးကောင်းလေးဖြစ်တဲ့အက်ဆယ်ကိုမြင်လိုက်ရတော့အဖြစ်ပေးခံလိုက်ရတန်သွားတယ်ဟေးအက်ဆယ်ငါတိုင်းမိတဲ့ဦးနေကဘာကိစ္စလဲကောင်းလေးကတော့ကျမတို့တစ်ချက်ပဲကြည့်တယ်ဘလို့တော့မာနကြည့်ရလဲပြောစမ်းမှာဘာဖြစ်တာလဲ โอเคကောင်းပြီငါမန်းကြည့်မယ်နင်မဟုတ်လို့စားထားမဟုတ်ဘူးငါနင့်ကိုကန်နေမှာတခါမှမတွေ့ဘူးပါဘူးโอเคနင်တယောက်ယောက်သွားစားထားမလားဆီယာမောက်သွားစားထားလားမဟုတ်ဘူးမဟုတ်တယ်နင်ကစာလုံးတောက်တအားအယုံဆိုင်မိပြီးတော့ဒါဆိုနင်တယောက်ယောက်သဘောကျသွားလို့လားမဟုတ်ဘူးဒါလည်းမဖြစ်နိုင်ဘူးပါလို့လဲဆိုတော့เนี่ยတယောက်ယောက်သွားထိဖို့တအားရှုပ်ထွေလို့နေရဖျားရည် နင်ခဏတော့ပြပြပြဇက်လေးပိတ်ပြီးစမ်းပါငါနာထဲကနေအောင်တွေးထွက်တော့မယ်ပြီးရောငါနေုံပြောပြမယ်ဒါပေမဲ့ညပတုမှပြန်ပြောရအောင်နော်ငါဒီမှာရောက်နေရဘာငါဒီမှာရောက်နေရငါမကြားရဘူးငါဒီမှာရောက်နေရအမတ် F ရလို့လေပြီးတော့စာရွက်ကိုဖြဲပြီးတော့ဆရာမျက်နှာပေါက်လိုက်လို့ငါတအားတော့ထွက်သွားလို့လေပြီးတော့ဘလုံးမအောင်မထိန်နိုင်ဘူး အဆယ်ကြီးရလမ်းပြပြီးတော့လှူရှားလိုက်တဲ့ပုံပဲကျမတို့စိတ်ရအောင်လှုပ်ပြီးနိုင်တာတခုပဲရှိရဲ့အဲအသူ့ကိုဖက်ပြီးတော့သူ့ကြောကိုတက်ပြလိုက်တယ်ဟေးဟေးဟေးတက်ရှူဖြည်းဖြည်းချင်းရှူငါဆိုဒီထက်ဆိုတဲ့အချိန်တွေကိုတောင်ကြုံးမှုသေးရဲ့ Okay ငါပြောပြတာနင်စိတ်တက်ရရအောင်ပါဒါပေမဲ့ထင်းထင်းခံရတာငါတော်တော်ဒူရီယာအိမ်အောင်ဖြစ်နေကျမတို့ကိုနင့်သိမ့်ပြလိုက်တာအဆင်ပြေသွားတယ် သူဟာရည်ရဲ့ပြီးတော့နေတကယ်ယူရပဲနေရယူ냐ပဲငါပြောသားပဲနောက်တနေ့နေ့လဲစားစားချိန်လဲရောက်ရောကျမတငယ်ချင်းနေထိုင်နေတော့မှာ S ရောက်လာပြီးတော့အားလုံးကသူ့ဂျူသားလိုဝိုင်းကြည့်နေရပေါ့ဒါမဲ့ကျမကတော့အဲ့ထဲတော့မပါပါဘူးနေငါနဲ့လာထိုင်လို့ရတယ်လာတငယ်ချင်းတငယ်ချင်းတွေပေါ့တငယ်ချင်းတွေကျေးဇူးပဲငါတို့တဘောကြတယ် နောက်နေ့ရောက်တော့ SN နဲ့ကျမရဲ့တငယ်ချင်းတင်ရောစင်ရလဲပြည်ပြင်းနဲ့ကြီးလာပြီးတော့အခင်ဆုံးတငယ်ချင်းတွေဖြစ်သွားတယ်။အားလုံးကသူ့ကိုမာနကြည့်ရလို့ထင်ကြရမယ်။ SN ကတကယ်တော့တရားမတရားချချာပပအနေအေးရဲ့လူမျိုးပါ။အဲ့ဒီချိန်တုန်းကကျမရှစ်တဲ့မရှိတရားလေ။ကျမရဲ့အချစ်ဆုံးတငယ်ချင်းကိုကြိတ်ကျွေနေတယ်လို့မျိုးခံစားရတယ်။ဒါပေမဲ့ကျမသူ့ကိုဘယ်တော့မှဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ်။ຫນွေရာဒီပိတ်ရက်တွေလည်းပြီးရောကျမတို့လည်းအကြောင်းတွေပြန်တက်ကြတယ်။ ကျွန်မနစ်တကိုထူးခြားလေးသူနဲ့စချင်တာပေါ့အဲ့ဒါနဲ့ကျွန်မလည်းအက်ဆယ်ကိုချိုကလက်ချောင်းလေးလက်ဆောင်ပေးလိုက်တယ်ဟာကျေးဇူးပဲသူတကိုက်ကိုက်ပြီးတော့သူမျက်နှာနီးတွတ်သွားတယ်ဘာကြီးလဲနင်ဒီထက်ဘာတွေထည့်ထားလဲငုံတီမုံလေးပါပဲနင်တော့တွေ့မယ်အဲ့လိုပြောပြီးတော့အဆေကကျမကိုလိုက်ဖန်တယ်ဒါပေမဲ့လူတယောက်ကကျမရှိဝင်လာတယ်အဲ့နဲ့ကျမလည်းဘေးကိုရှောင်လိုက်တော့ကျမ်းမြင့်ပေါ်ကျသွားတယ်နောက်တော့အဆေနဲ့ကောင်မလေးတယောက်ကကျမကိုကြည့်နေအောင်တွေ့လိုက်တယ် နေစင်ပြေလားနေစင်ပြေလို့ပြောစမ်းပါမယ်ရီနေ့ကျောင်းငါလုံးရောလာရတော့မယ်ဘာမှမဖြစ်ဘူးမလားအင်းဘာမှမဖြစ်ပါဘူးအစင်းနဲ့ကောင်မလေးကကျမကိုကူပြီးတော့ထူပေးကြတယ်ဒီတော့အဲ့ဒီကောင်မလေးရဲ့နာမည်က Flurry ဆိုပြီးကောင်မလေးကမိတ်ဆက်လာတယ်သူကအခုလေးတည်းမှာမြို့ထဲကိုပြောင်းလာတာတဲ့ထူထူဆန်းဆန်းပဲသူ့ရဲ့အစင်းကျမရဲ့တဒန်းထဲလာကြတယ်နောက်တော့ကျမတို့တောင်းရလဲတဘူးတွေတွေဖြစ်သွားတာပေါ့ ျမတို့၃ယောက်ကအကုန်လုံးအတူတူလောက်ကြတယ်။စားလဲတူတူကြည့်ကြတယ်။ပြင်ထွက်လဲတူတူပဲ။ကျမတို့၃ယောက်ကအပန်းမောက်ဖွဲ့တယ်ဟိုတောင်တူတူဝင်လိုက်ကြတည်တယ်။တခါတော့ကပေါ့ကျမတို့၃ယောက်ရုပ်ရှင်သွားကြည့်ကြတာ။ပြီးတော့အဲ့ဒီချိန်မှာ SA ကကျမတို့အတွက်တန်းစီပြီးတော့ပေါ့ပေါ့ဆုပ်တူတွားဝဲပေးနေရ။နေလိုက်တာ Q ကမှတူထက်မြင်အောင်မယ်။ Q တွေအတူပါရှာနေတဲ့အတိုင်းပဲ။ကျမတတိထားမိရဆိုလို့အဆေကအရင်ရွှာပြီးရေနင်သူ့ပေါ်ဘလူးခံစားနေရလေဆိုတာသူ့ဘာလို့ဖွင့်ပြရလဲ ဘာလဲလှုပ်ဆံမှာနိမ့်မျက်နှာပေါ်မှာအကုံပေါ်နေရဘူးပဲနိဖွင့်နာပြောလိုက် နောက်တော့ SL နေရကိုတွေ့တော့ဗလာရီယာကြီးပါတော့တယ်နောက်တစ်ခုလွယ်သွားလို့လားမယ်ရီယာနိကိုပြောကြရှိလို့တဲ့အရင်ရေးကြည့်ရနော်အင်းဟုတ်တယ်နိကိုပြောပြမလို့ဟာငါမေ့နေရပန်းရောက်ရှက်ကလေးဝတ်ထားနေရကောင်မလီနဲ့တအားတူရပဲလို့ကဲပြောတာဟမ်နေမင်းကတော့ဝယ်ပေးတာလीကျေးဇူးပဲဒါပဲလား လာရုပ်ရှင်ပြနေပြီတွားရအောင်ဖျားကြီးငါတို့ SL ဝေတော့မဖွင့်ပြနိုင်မှာမဟုတ်ဘူးထင်တယ်ကျမတို့ညီရီပြည့်ရဲ့လဲရောက်ရော SL ကသူ့ဖားရှိရာ Florida ကိုတွားခဲ့ကျမသူ့အရန်လွမ်းတာပဲဒါပေမဲ့တော်ပါတည်းရဲ့အခုကျမနာမှာ Valerie လေးရှိနေတယ်လို့တခါဆိုသူကကျမကိုသူ့အိမ်ဝင်အောင်ဖိတ်တည်းရဲ့ပြီးတော့ကျမတအားကိုအံ့ဩသွားသူ့အိမ်ကအကြီးဆုံးမှအကြီးပဲ Oh Valerie ညချမ်းသာတာပဲ อืมတကယ်ကငါမေကငါမွေးခင်တော့ကချိပောက်ထားလေနေုံရဲ့လားယူးချင်စရာပဲနေကအရန်ကန်ကောင်းတော့ဗလာရီဗလာရီရဲ့မေကလည်းအရန်တဘောကောင်းတယ်ကျမ through နဲ့နေကတော်တော်လေးကိုပြောခဲ့နောက်ရက်နည်းနည်းလေးကြာရောကျမတို့မျိုးမှာကာနီဗယ်ပွဲလုပ်ကြရဲအဲ့ဒါနဲ့ကျမတို့နှစ်ယောက်လည်းအဲ့ပွဲမှာဆုံကြတာပေါ့အမေကတော့နောက်ချနေရဲအဲ့ဒါနဲ့ဗလာရီရဲ့အမေကထိုင်ပြီးနေရဲကျမတို့နှစ်ယောက်လုံးကရဟတ်တူစီကြရဲကျမတို့တွေလည်းတဟောက်ပြောနေကြတာပေါ့ နောက်တော့ opacity ကနေစူးညံတန်တွေကြားလိုက်ရတယ်။အမင်းနဲ့ battery အမင်းနဲ့ရံပြင်းနေအောင်မြင်လိုက်ရတော့ကျွန်မအရန်အောင်အံ့ဩသွားတာပေါ့။ငါ့ကိုဘယ်မှနေရမယ်ဘယ်မှနေရဘူးငင်ပြောကြမလို့။ငါလှုပ်ချင်တာကငါလှုပ်မယ်။ဟုတ်လား။ခင်ဗျားပြည့်စည်ရီကိုခိုးရလို့မျိုးလား။နေကနေမှရင်စီရအောင်ပြည့်စည်ရီခိုးတရပဲ။ထိပေါက်ခဲ့တာငါ။နေကငါစီရလက်မှန်နင်းခိုးသွားတာ။နင်းခိုးပြီးတော့ရှည်ရဖြောက်သွားလေ။နေတွေ့လဲကြပြီဆိုတော့နင်းခုလူရှိထွက်ဖို့တက်သည့်ရှိလိုက်ပေါ့။ဘာကြီး လာရီမိရကျမအမေညီမလားကျမနဲ့ဗလာရီဘာတစ်ခုမှပြောလိုက်ရခင်မှာပဲကျမတို့ရဲ့အမေမြောက်ကကျမတို့ရဲ့လက်တွေဆွဲပြီးထွက်လာကြတယ်ညီယာဒီကြောင်းပည့်ရတွေရဲ့နောက်နေတွေမှာတော့ကျမဗလာရီနဲ့စကားအောင်ပြောရတော့ပါဘူးဒါပေမဲ့ကျမတို့တွေလည်းကြောင်းပြန်တဲ့ရောကျမကိစ္စတွေတကယ်ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ချင်မိရဲ့ဒါပဲဖြစ်ဖြစ်သူကကျမရဲ့ဝမ်းကွဲညီမလေးပဲလေဒါပေမဲ့ကျမတို့နှုတ်ဆက်လိုက်တော့သူကကျမကိုတွန်းထုတ်လိုက်တယ်နင်းငါနဲ့ဝေဝေးနေတယ် ငါနင်းနဲ့စကားမပြောချင်ဘူး။ညမေကငါ့မင်းခိုးယူရဲ။ Okay ဒါတော့တော်လုံးမိုင်းလာစွာပြမင်းနဲ့နင်းအဲ့နေရကြွားနေတဲ့အိမ်ကြီးကြီးကငါ့မေကျေစုကြောင့်နင်းရထားလေ။မန်တရားအမန်တရားပဲ။ညမေကခိုးမလိုက်။ဒါတော့လဲကြားလိုက်ရော။သူကကျွန်မကိုခက်ပြင်းပြင်းတွန်းချလိုက်တယ်။ကျွန်မလည်းအမတ်ပုံလေးကိုလဲကြသွားတာပေါ့။နင်းအဲ့ဒီမှာနေမဟုတ်ရင်တော့ငါနင်းကိုဖျက်ဆီးပြင်မယ်။ နင်တိလာပထမဆုံးနင်အက်ဆယ်ကိုကြိတ်ကြိုက်နေအကြောင်းငါပြောလိုက်ပါမဟုတ်သေးဘူးဒူရီယာအနေနဲ့သူနဲ့မုံတော့ငါလုပ်ပြမှာနင်စောင့်ကြည့်နေလိုက်မယ်သူကသူဘာထင်နေရလဲသူကကျမငါကြောက်ထင်နေရလားကျမလည်းခုံထားလိုက်ပြီးတော့သူ့စုပြီးဆွဲလိုက်တယ်ကျမတို့တွေလည်းသတိမထားမိခင်မှာပဲရန်သူဖြစ်ခဲ့ကြပြီနောက်တော့ကျမတို့နှစ်ယောက်လုံးကြောင်းကြီးယုံခံတဲ့ကိုခေါ်ခံလိုက်ရတယ်ကျမတို့နှစ်ယောက်စလုံးရဲ့မိဘတွေလည်းခေါ်ခံလိုက်ရတာပေါ့လုံးဝကိုစစ်မြေပြင်လိုဖြစ်သွားတာပဲ ကျွန်မအမေရဲ့ဒီလိုပုံစံတခါမှမမြင်ဘူးအမေရဲ့ညီမအမေကိုတော်တော်လေးနာကျင်စီခဲ့တဲ့ပုံပါပဲနောက်တနေ့မှတော့ကိစ္စတွေကတော်တော်လေးကိုပြင်းထန်လာတယ်ဘယ်လာရီကျွန်မကိုရန်စားလိုက်ကျွန်မကလည်းဘယ်တော့မှငုံမခံတော့သူ့ပုံစံကလုံအောင်တခြားပြောက်လို့ဖြစ်သွားတယ်တခါတော့ဆိုကျွန်မတို့ရေပကြီးအတန်းချိန်မှာပေါ့ကျွန်မကျွန်မပါတော့ကျွန်မပုံဆွဲနေရဒါလာရီကရောက်လာပြီးတော့ကျွန်မရဲ့ပကြီးကဘလောက်တော့စိုးရတဲ့ကြောင်လာပြောတာပေါ့ကျွန်မဘယ်တော့မှသူ့စီရမြင်ယူဆိုင်နေတာမျိုးမဟုတ်တာကျွန်မသူ့အရင်စိတ်ပြက်သွားတယ် ကျွန်မသူ့တွန်းလိုက်တဲ့အာနယ်လေးနဲ့ပါဒါမဲ့ကောင်းမလေးရသူ့ကြည်ကားပေါ်ကျသွားပြီစပွဲပေါ်ကပင်တွေအကုန်လုံးကျုပ်ထွက်သွားတယ်နောက်တော့သူကတကုံကိုတော့ရပါပဲအာအချီကမဲညီမဖြစ်လို့ဒီလိုလောက်ရတာလဲမတော်မဲ့လေလို့ပြောပြီးပဲပြီးတော့ခုထိ Oh oh my god ဒူရီယံလာလိမ့်ညာလဲဆရာနဲ့အတန်းတရားကျောင်းသားတွေအကုန်လုံးလဲကျမတို့နာဝိုင်းလာတယ်ပြီးတော့ဗလာရီကတော့ဟန်ဆောင်မီဆက်ငုံနေရပေါ့ စပိတ်ထားပလာရီမဟုတ်ငါနှစ်စာမျိုးနှစ်ယောက်လုံးတော်ကြတော့မျိုးနှစ်ယောက်ဘာဖြစ်နေကြရလဲအဆယ်ကသူ့ဘက်ကနေကပြောပေးနေအောင်ကျမပြေယုံအောင်မြုံနိုင်သူဟန်ဆောင်နေတာဖြစ်တဲ့အကြောင်းကျမသူ့ပြောပြလိုက်ပါတယ်ဒါပေမဲ့ဗလာရီကပူပြီးတော့ငူသေးလာသေးတယ်ပြီးတော့အဆယ်ကိုကြည့်ရတော့လေကျမကပလစ်ပြီးတော့သူ့တဟားစိတ်ပူနေတာသူကဗလာရီကိုတွဲပြီးတော့အတန်းပြင်းကိုထွက်သွားတယ်ကျမကတော့အเจ้าကြီးယုံခံကိုပိုးခံလိုက်ရတော့ပါပေါ့ပြီးတော့ကျမအထိမ့်သိမ့်ခံလိုက်ရတယ် ကျောင်းစင်းချိန်လဲရောက်ရောအဆရာကျမောက်လာတွေ့ပြီးတော့ကျမလှုပ်လိုက်တာဘလာရီကိုဘလောက်တော်နာသွားတဲ့အကြောင်းပြောနေရဲ့တော့စီမကန်းစမ်းပါနဲ့ဟဲ့အမလီဟဲ့သူကဟယ်လိုနေရပါဟာအဆေနင်တယောက်ရောက်တော့ရွေးမဖြစ်တော့မယ်ငါလားဘလာရီလားမယ်ရီနင်တို့နှစ်ယောက်လောကငါတငယ်ချင်းနေလေငါမြွေးနိုင်ဘူးဘိုးငါနာလေပြီပြီးရောကျမဒါကိုယုံနောင်းမြုံနိုင်ကျမသူ့ကိုတွန်းထုတ်ခဲ့ပြီးရောအိမ်ပြန်လာခဲ့လိုက်တယ်ဒီနေရာကျမဘွားရဲ့အဆိုးဆုံးနေပဲ အဆရာကျမအကြောင်းမှာစကားလာပြောဖို့လောက်ပါသေးတယ်။သူကျမကိုဖုန်းနဲ့ခေါ်စာရေးပို့ခဲ့ရတယ်အများကြီးပါ။သူကျမအိမ်ကိုတော့လာသေးရဲ့။ဒါပေမဲ့ကျမတုံတွေ့ချင်ဘာလို့လဲဆိုတော့ကျမအရင်ကတော့ဒေါသထွက်သွားတာပေါ့။ကျမတကယ်ချင်းတွေလည်းစကားမပြောတော့ဘူး။နေ့လည်စာကိုလည်းတန်းတင်းမှာတယောက်ထည့်စာတော့တယ်။ဘလိုင်းနဲ့အဆေကိုနေအောင်အတူတူထိုင်ပြီးတော့သမင်းစားနေကြမှာ။ကျမမမြင်ချင်ဘူး။ပြီးတော့သူကျမကိုမဲ့ရွက်ပြီးတော့ပြုံးပြရဲ့ပုံစံတွေကျမတို့ရမ်းမုံတာပဲ။ ဒါပေမဲ့လေကျမရဲ့စိတ်ဝင်စားမှုတွေအကုန်လုံးစာထဲမှာပဲအာရုံစိုက်ထားလိုက်တော့တယ်။တခါတလေမှဆရာဆရာမတွေကကျမကိုကြီးစရာဘာညာတခုခုတောင်ပြောဖို့လာပြောကြတယ်။အရင်တုန်းကပျော်ပျော်နေတက်တက်မယ်လေးလွမ်းနေတဲ့။ဒါပေမဲ့အိမ်မေးလာသူမှမရှိတော့ဘူးလေ။ကိုရံလည်းပြီးရောကျမကြောင်ပြောင်းလိုက်ပြီးရောအဲ့ဒီကတငယ်ရင်းတွေအကုန်လုံးနဲ့လည်းဆက်တွေ့ဖြစ်လိုက်တယ်။ကျမအကုန်လုံးအစအနေအစ်ပြန်စားခြင်းပဲ။ပြီးတော့အကြောင်းစစ်မှလည်းကျမတော်တော်လေးအဆင်ပြေပါတယ်။ ကျမပန်းပွားပြိုင်ပွဲယူလဲဝင်ပြိုင်ခဲ့တခါတော့အထက်တန်းမှာပေါ့ကျမတို့ပြိုင်ပွဲတစ်ခုဝင်ပြိုင်ရတယ်ပထမလက်ပြီးမှပဲဆင်နောက်ဘက်မှာအက်ဆယ်ကိုကျမမြင်လိုက်ရကျမတို့အကြည့်ချင်းစုံလိုက်တဲ့အချိန်မှာပဲကျမရှေ့လျှော့ပြီးတော့ဒူပြဲသွားတယ်အက်ဆယ်ကကျမချက်ချင်းကျမစီကိုပြေးလာပြီးတော့ကျမကိုခေါ်ထုတ်လာခဲ့နောက်တော့ပက်တီတစ်ခုထုတ်လာပြီးတော့ကျမရဲ့ဒဏ်ရာတိတိလေးပေါ်မှာစီးပေးလိုက်သူကမပေါ်ဟိုးရင်ကလေးကဂူးဆိုင်ပြီးခဲ့တယ်လို့မျိုးဂူးဆိုင်နေသေးတာပဲသူကအရင်အထပ်ပုံပြီးတော့တောင်ချောလာသေးတယ် ကောင်းသွားပြီနောက်တစ်ပွဲကျရင်ညီဝင်လို့ရပြီဒါဆိုရင်ညီမတွေလုံနေရလဲဒီမသူမေးရအောင်ဖြေပဲနဲ့မတည့်ရက်ပြီးတော့ထွက်သွားဖို့လုပ်လိုက်တယ်ဒါပေမဲ့သူကကျမလက်ကိုလမ်းဆွဲလိုက်တယ်မယ်ရီငါနေ့ရန်လွမ်းနေရငါတောင်းမှမာရဲငါနေ့စီကအဆက်တွေရဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့နေရာကအဆက်တွေဖြတ်သွားတာငါနေ့ကိုငါခံစားချက်တွေပြောပြဖို့ကြံနေရဒါပေမဲ့နောက်တော့ကိစ္စတွေကရှုပ်ထွေးကုန်တာဒါပေမဲ့ဟာကျေးဇူးပြုပြီးငါပြောရအောင်ငါအောင်ပေးစမှာ ကျမလည်းသူ့ဒီနှစ်အတွင်းမှာအရန်ကိုလွှမ်းနေရပါပဲဒါပေမဲ့ကျမသူ့ခုကိုပြောလိုက်မဲ့အချိန်မှာပဲအောက်ကအော်ရန်တစ်ခုကိုကျမကြားလိုက်ရတယ်လာအဆယ်ငါတို့လဲရောက်ပြီးအရင်တိုင်းပဲနော်နေရအခုဒီနမောနမဲနိုင်နေတော့မယ်နော်ဩနေရလေခုဒီအချင်းပုတ်တော့မဲ့ဦးကျမပြိုင်ပွဲဦးနိုင်အောင်လို့ကိုဆုံးဖြတ်ချက်ချလိုက်တယ်။ဘောက်လေဆိုတော့ဒါဗလာရီအတွက်အရန်ကြီးပါမယ်ကျမသိတယ်လေ။ဒီတော့ကျမလည်းကျမရဲ့လေ့ကျင့်ထားတဲ့များအကုန်လုံးထုတ်သုံးလိုက်တယ်။ ဘလာရီရဲ့အဖွဲလဲစပြီးတော့ပန်းပွားကားတဲ့အချိန်ရောက်တော့သူတို့ရဲ့ကားကွက်တွေကမီရှူမီပဲနေတဟောက်လာနေရပေါ့စုံတက်ကကြတော့တော်တော်ပုံနေရပေါ့ကျမတို့တွေအကုန်လုံးရလက်ကြညာဖို့စင်ပေါ်ကိုခေါ်တဲ့အချိန်ရောက်တော့ဘလာရီရဲ့အဖွဲနဲ့ကျမရဲ့အဖွဲကအမတ်တူနေတယ်ဒီတော့ကျမတို့လည်းဖူးတွဲစုယူရဖို့ဖြစ်လာပေါ့မရဘူးဒီစုငါဒီစုကငါစုပဲမရဘူးဒီစုကငါစုပဲငါရှိနေတယ်ရင်းနေမရဘူး နောက်တော့ကျမလည်းစုကိုလွတ်လိုက်တော့ဗလာရဲနောက်ပြန်လဲသွားတယ်။သူနဲ့တကယ်တန်းနေရုတ်တရက်မိခိုးဥလာတယ်။တယောက်ယောက်ကလည်းမီမီလို့អော်လိုက်တယ်။ဗလာရီနဲ့သူ့အုံကြတဲ့ဖွဲမီရှူမီပန်းတွေကြောင့်ဖြစ်တာလေ။ကားခွက်အစုံမှာမီးလောင်သွားတာ။တော်တော်လေးကိုကြောက်ကြရကောင်းပြီးတော့ခမ်းမတစ်ခုလုံးရှောက်ထွေးနေရပဲ။ကျမလည်းထွက်ပေါက်စီကိုပြေးနေတဲ့အချိန်မှာပဲဗလာရီလဲနေတော့မယ်ဆိုတော့ကျမတတိရလိုက်တယ်။သူအဲ့မှာလဲနေတော့မယ်ကျမသူ့ဒီတိုင်းထားခင်နိုင်အောင် လာရီညဘက်မှာလဲမယ်ရီမတ်တီမာငညက်နေရဲ့ကျမသူ့စီကိုတိုးသွားပြီးတော့ရှာဖို့လုပ်လိုက်တဲ့အချိန်မှာပဲတယောက်ယောက်ကကျမကိုဆွဲလိုက်ပြီးတော့ခမတွေကနေဆွဲထုတ်သွားတယ်။အဲ့လူက80ပဲ။ဖျားရေဘလာရီသူ့အထက်ထဲမှာပဲရှိနေသေးရဲ့။သူ့ကိုတယောက်ယောက်တော့တွားခင်မှဖြစ်မယ်။80ငါတို့ဒီထဲကိုပြန်ဝင်မှဖြစ်မှာမဖြစ်ဘူးမဲ့ဘလာရီကျမရဲ့ကလေးလေးကိုတယောက်ယောက်ကယ်ပြီးကြပါအောင်။မိရိယာတော်တော်လောင်နေပြီ။ကျမလုံးလုံးသားလဲ။ လေးလံနေရပေါ့အဲ့ချိန်မှာမိကကျမရဲ့ NDC ကိုရောက်လာငါသွားခဲ့ပြီမယ်နေအားမလျှော့လိုက်နဲ့အားလုံးနောက်ဆုံးနေကြအမေကအထဲဝင်သွားတယ်အမေဝင်သွားတဲ့တမင်းရှင်စီကမျက်တွေထောင်ရှည်ပြီးညနေကလို့ခံစားရတယ်ကျမအန်ဒီကိုနေအောင်မိကတော့ကျမတော်တော်လေးကိုစိတ်ပူသွားတယ်ကျမလည်းသူ့ဘေးနားကိုတောထိုင်လိုက်တဲ့အချိန်မှာပဲသူကကျမကိုဖက်လာတယ်အန်ဒီတောင်းမမာတယ်တမီးရဲ့ညာအားလုံးတို့တောင်းမမာအန်ဒီလောက်ရတွေကတမီးမေကိုနိုင်ချင်စီခဲ့မိရဲ့အန်ဒီလောက်ရကြောင့်တမီးနဲ့ဗလာရီကိုလည်းခံစားခဲ့ရတယ် အရာအလုံးအတွက်တောင်းပန်ပါတယ်။ဗလာရီလေးစင်ပြေဖို့ပဲညွန်လင့်ပါတယ်။အဲ့ဒီချိန်မှာပဲကျမအကုန်လုံးကိုနောင်နာရသွားတယ်။ပြီးတော့ကျမဗလာရီကိုပြောခဲ့ gender ness ဂလုံးဂလုံးချင်းစီတိုင်းခံစားရတာတွေအကုန်လုံးရင်ဖြစ်ခဲ့ရတွေအကုန်လုံးကအခုချိန်မှာဘာမှအရေးမပါတော့။အခုချိန်မှာအရေးကြီးဆုံးကတော့မိသားစုပဲ။အဲ့ဒီနောက်တော့ခမတွေကအမေထွက်လာတာကိုတွေ့လိုက်ရတယ်။အမေကဗလာရီကိုရှိလာတယ်။ဖျားတခင်ရဲ့ကျေးဇူးတော်ပါပဲ။သူတို့နဲ့အလုံးဘေးကင်းတယ်။ရုတ်တရက်ပဲဝမ်းသာပြီးတော့မြေကြီးကြလာတယ်။ ကျမတို့တွေလည်းဖတ်လိုက်ကြတယ်။ကျမရဲ့မိရဲ့ဗလာရဲ့ပြီးတော့ကျမရဲ့အန်ဒီရဲ့ပေါ့နောက်ထပ်မနေ့ပြန်ဆိုတာမရှိတော့သလိုမျိုးကျမတို့တွေဖတ်လိုက်ကြတယ်။ကျမတို့တွေလည်းရှေးဦးသူနာပြုစုတာတွေလုပ်ပြီးကျမနဲ့အက်ဆယ်လည်းထိုင်ခုံပေါ်မှာထိုင်ပြီးတော့ကျမအမေနဲ့သူတို့ပြန်ဆင်ပြေနေကြတာကိုတွေ့လိုက်တယ်။မြောက်လုံးလည်းမျက်ရည်တွေနဲ့ပေါ့နောက်တော့ကျမရဲ့အန်ဒီလည်းခြေဆုတင်ကြောင်ပြောပြီးတော့တောင်းပန်လာတယ်။ကြည့်ရတာအမေကလည်းသူ့ကိုဒုတိယခွင့်ရေးပေးရှင်နေတဲ့ပုံမှာပဲ။ မြန်မာဒရမာဆန်နဲ့မိသားစုရှိနေတာကိုတော့ညီဝင်ခံရလိမ့်မယ်။ F ရလူဒေါ်ရထွက်နေတဲ့ကောင်လေးတယောက်ကဒေါ်ရပြေးသွားပြီးဆိုမှတော့ပြင်ပေါ်ငါကတော့မမေ့နေတော့မယ်စကားဆက် နင်ခုနလေးကပြောနေတာလေနင်ငါ့ကိုဘာနင်ငါ့ကိုပြောချင်တာတခုခုရှိလို့လားဘာမှမဟုတ်ပါဘူးငါပြောချင်တာတခုခုလေနင်သိပါရဲ့ဖျားရေ Mary အဆရာနင်ကိုကြိုက်နေရဟဲ့ကြိုက်တာမှအရန်ုံပဲ Mary ကလည်းနင်ကိုကြိုက်နေရ sorry ငါပြပြမှဖြစ်တော့မှာဒီလိုနေအောင်ကိုပါတာကိုဆိုပြီးမှမဟုတ်တော့ကျမလည်းခေါင်းကိုရမ်းလိုက်ပြီးရောရီလိုက်တယ်နောက်တော့ SA မျက်လုံးတွေထဲကိုကြည့်လိုက်တယ်ကျမတို့တွေပထမဆုံးချိန်နှဲလိုက်ကြတယ်ရမ်းလာပါပဲ